အသက်30မတန်ခင်တင့်ရဲ့လမ်းပြကျဲကိုရှာတွေ့ပြီလားအားလုံးပဲမင်္ဂလာပါ The CEO Mindset Podcast ကနေပြန်လည်ကြိုဆိုပါတယ်ကျွန်တော်ကတော့အစ်တန်ပါဒီနေ့ကျွန်တော်မေးခွန်းတစ်ခုနဲ့စကြင်တယ်သင်ဟာအခုအသက်22 25ဒါမှမဟုတ်28နှစ်ဖြစ်ကောင်းဖြစ်မယ်ညာတိုင်းအိယာမဝင်ခင်တင့်ကိုတဲ့ဒီမေကွန်မေးဘူးလားငါမှန်မှန်ကန်ကန်စူးစမ်းနေရလားငါရဲ့ဒီစွမ်းအင်တွေဒီအချိန်တွေကလမ်းကြောင်းမှန်ပေါ်မှာတုံးနေမိရလားတင်တယောက်တည်းအမောင်တဲမှာလက်နှိပ်တက်ပြီးတလက်နဲ့တောနဲ့ကြီးတဲ့လမ်းလျှောက်နေရတယ်လို့ ခံစားနေရလားဆစ်ဆက်သွားဖို့အရန်စိတ်အားထက်သန်ပေမဲ့ဘယ်ဘက်ကိုသွားရမလဲစတာတေချာမသိဘူးမှားတဲ့လမ်းကို ရွေးမိမှာကိုသိမလောက်ကြောက်နေတယ်ဒီခံစားချက်ကိုတင်သိတယ်ဆိုရင်ဒီနေ့ပေါ့ကတ်ဟာတင့်အတွက်ပါပဲကျွန်တော်လူငယ်ပေါင်းများစွာကို ကိုချင်းလှုပ်ပေးခဲ့ဘူးပါတယ်ကျွန်တော်တို့စီမှာ ူတို့စီမှာတူညီတဲ့အရာတစ်ခုကိုတွေ့ရတယ်အဲ့ဒါကတော့အဆုံးမရှိစ조사မှုနဲ့လမ်းပြမှုပဲသူတို့တွေကအရန်ထက်မြက်တယ်အရန်စ조사တယ် online course တွေတက်တယ်စာအုပ်တွေဖတ်တယ်အလုပ်တွေ အပြင်းအထန်လုပ်တယ်ဒါပေမဲ့ဆောက်လတစ်နှစ်ကြာတော့ဘာဖြစ်လာလဲ bus now ဖြစ်လာတယ် ငါဒီလောက်လုံနေတာဘာလို့ဘာမှစစ်မလာသေးတာလဲဆွတ်တဲ့တဏ္ဍရာတွေဝင်လာတယ်။ဘာကြောင့်လဲသိလား။ဘာလို့လဲဆိုတော့သူတို့မှာမန္တာ မရှိလို့ပဲ။သူတို့မှာသူတို့ရဲ့ခရီးကိုလမ်းပြပေးမဲ့သူတို့ရဲ့အမားတွေကိုကြိုတင် ထောက်ပြပေးမဲ့လူတယောက်မရှိလို့ပဲ။ဆိုရှယ်မီဒီယာမှာသူများတွေရဲ့အောင်မြင်မှုတွေကို ကြည့်ပြီး ကိုကိုကိုဖီအားတွေပေးတယ်ဟိုလူကတော့အသက်25နှစ်နဲ့ကိုပိုင်ဘရန်တီထောင်သွားပြီဒီတယောက်ကတော့အသက်28နှစ်နဲ့ယာရူးကြီးကြီးရနေပြီဒီလိုနှိုင်းရှင်မှုတွေကတင့်ရဲ့စွမ်းအင်တွေကိုတိတ်တဆိတ်တပြစ်နေတာပါပဲပင်ဟာအစိုးမရှိတဲ့ပြိုင်ပွဲတစ်ခုတည်းမှာပင်ပန်းနွမ်းနယ်စွာနဲ့ပြေးလွှာ နေရာတလုံးဖြစ်နေပါလိမ့်မယ်။အဲ့ဒါတကယ်ကို နာကျင်ရပါတယ်။ကျွန်တော်ရဲ့ plan ရဲ့တယောက်အကြောင်းကြောပြချင်ပါတယ်။သူ့နာမည်ကအောင်အောင်ပေါ့။အသက်24နှစ် ID background ကနေလာတဲ့လူငယ်တယောက်ပါ။သူကကိုပိုင် software startup တခု ထောင်ကျင်တဲ့ဈေးမှန်းချက်ကြီးကြီးရှိတယ်။သူ့မှာအားလုံးရှိတယ်။ အရေးအချင်းရှိတဲ့ကြိုးစားတယ်အိတ်ချိန်ကိုရှော့ပြီး အလုံးလုံးတယ်ဒါပေမဲ့တစ်နှစ်လောက်ကြာတော့သူ့လုပ်ငန်းကတပေမှရှိမတိုးဘူး product ကောင်းတစ်ခုရှိပေမဲ့ marketing မလုပ်တတ်ဘူးယင်းဒီမြုံနံသူတွေနဲ့ဘယ်လိုစကားပြောရမလဲမသိဘူးသူကျွန်တော်စီရောက်လာတဲ့အချိန်မှာလုံးဝကိုယုံကြည်မှုပျောက်ဆုံးနေပြီကျွန်တော်က ဒီလုပ်ငန်းနဲ့မတန်ဘူးထင်တယ်တဲ့နောက်တစ်ယောက်ကတော့မေသက်သူက marketing manager တယောက်အသက်28နှစ်သူ့ရဲ့ career path ကတနေရာမှာရပ်တန့်နေတယ် director level ကိုတက်လန်းရှင်ပေမဲ့ဘယ်လို skill တွေထပ်ဖြည့်ရမလဲဘယ်လို leadership အကြီးအချင်းတွေလိုအပ်တယ်လဲဆိုတာသူမသိဘူး သူ့အထက်လူကြီးနဲ့လည်းဆက်ဆံရေးအဆင်မပြေဘူးသူ့ရဲ့တန်ဖိုးကိုဘယ်သူမှအတိမအတိအမှတ်မပြုဘူးလို့သူခံစားနေရတယ်ဒီဇလန်းနှစ်ခုမှာတူညီတဲ့အရာတစ်ခုကပါလေသူတို့နှစ်ယောက်စလုံးဟာ သူတို့ရဲ့ကြေတနာတွေကို သူတို့တစ်ယောက်ထဲရဲ့အမြင်နဲ့ပဲ ကြည့်နေမိတာပဲသူတို့မမြင်နိုင်တဲ့ဆူတောင်းတွေသူတို့မသိသေးတဲ့ ဖြည့်ချင်းလေးတွေအများကြီးရှိသေးတယ်ဆိုတာကိုသူတို့မမြင်ကြဘူးကဲဒီတော့ဖြည့်ချင်းချက်ကပါလေအဖြေကရိုးချင်းပါလေသင်ဟာတယောက်တည်းတိုက်ပွဲဝင်နေတာကိုရက်တန့်ရပါမယ်သင်ဟာတင့်ထက်အရင်ဒီလန်းကိုရှောက်ဖူးတဲ့ဒီတောင်ကိုချက်ကြော်ခဲ့ဖူးတဲ့လူတယောက်ရဲ့လမ်းညွန်မှုကိုခြာဖွေရပါမယ် ဟုတ်ပါတယ်ကျွန်တော်ပြောနေတာမန္တာအကြောင်းပါအောင်အောင်ကိုကျွန်တော်ဘာလောက်ခိုင်းလဲသိလားသူ့ရဲ့နယ်ပယ်ထဲကအောင်မြင်နေတဲ့ test founder တယောက်ကို မန္တာအဖြစ် ရှင်းကပ်ဖို့လမ်းညွှန်ခဲ့တယ်ကျွန်တော်တို့အရင်ပေါက်ကတ်မှာပြောခဲ့တဲ့အတိုင်းပဲနံပါတ်၁ကိုကိုကိုသုံးသပ်ခိုင်းတယ်သူ့ရဲ့အားနည်းချက်က business skill ဖြစ်နေတာကို သူနားလည်သွားတယ် နံပါတ်2ဖြစ်နိုင်ဖြစ်နိုင်တဲ့မန္တာစည်ရင်လောက်ခိုင်းတယ်သူရဲ့ local တက်ဆက်မှာ သူလေးစားရတဲ့ဖောင်တာ300ကိုစည်ရင်လောက်ခဲ့တယ်နံပါတ်3အင်းစားလောက်ခိုင်းတယ်အဲ့ဒီဖောင်တာ300ရဲ့ let in interview တွေကိုတေချာလေးလာခိုင်းတယ်နံပါတ်4လေးစားစွာစင်ကတ်ခိုင်းတယ်ကော်ဖီတစ်ခွက်နဲ့ ကားပြောခွင့်တောင်းတဲ့အီးမေးလ်တစ်ဆောင်ကိုစနစ်တကျရေးရေးပြီးပို့ခိုင်းခဲ့တယ်။ရလက်ကတော့အံ့ဩစရာပဲ။ဖောင်နာတယောက်ကသူ့ကိုမိနစ်30အချိန်ပေးခဲ့တယ်။အဲ့ဒီမိနစ်30ကအောင်အောင်ရဲ့တနစ်တာလမ်းပြောက်နေမှုကို ရှင်းလင်းသွားစေခဲ့တယ်။ဘယ်ကစရမယ်။ဘယ်သူနဲ့စကားပြောရမယ်ဆိုတဲ့လမ်းကြောင်းကို သူပြန်တွေ့သွားတယ်။ မေတ္တအတွက်ကတော့သူပုံလေးထဲမှာမဟုတ်ပဲအခြားပုံလေးကစီနီယာဒါရိုက်တာတယောက်ကိုလင့်အင်ကနေစိတ်ဆက်ပြီးလမ်းညွှန်မှုတောင်းဆိုတောင်းခံစေခဲ့တယ်အခုဆိုရင်မေတ္တဟာလီဒါရှစ်ထရိနင်းတွေတက်နေပြီးသူ့ရဲ့ personal brand ကိုပြန်လည်တည်ဆောက်နေပြီးသူ့ရဲ့မျက်မမြန် blind spot ကိုသူ့ဘန်ဒါက ထောက်ပြပေးခဲ့လို့ပဲမှန်ကန်တဲ့မန္တာတယောက်ကတင့်ရဲ့ဆယ်နှစ်စာအမားလောက်ရမဲ့အချိန်ကိုတစ်နှစ်အဖြစ်ရှုံပေးနိုင်စွမ်းရှိတယ်သူတို့ရဲ့အတွေ့အကြုံကတင့်အတွက်တန်ဖိုးမပြတ်နိုင်တဲ့သင်္ကန်းစာတွေပဲတင်ဟာ သူများတွေ့ရက်အမားတွေပေါ်ကနေတင်ယူခွင့်ရမှာဒီပေါက်ကကိုနားထောင်ကြည့်သွားရင်ဒီအတိုင်း ဖုံးပိတ်ပြီးမိတ်မပစ်လိုက်ပါနဲ့ကျွန်တော်တင့်ကိုအချင်းတစ်ခုခုချက်ချင်းလှုပ်စေခြင်းနဲ့ဒါကို the 24 hour challenge လို့ခေါ်ရအောင်ဒီနေ့24နာရီအတွင်းနံပါတ်1တင့်ရဲ့ဂျီမန်းချက်နဲ့အားနည်းချက်ကိုစာရွက်တရွက်ပေါ်မှာရိုးရိုးသားသားစရေးပါနံပါတ်2တင်လေးစားအားကြရတဲ့ တဲ့မန္တာ sorry တဲ့အတွက် မန္တာဖြစ်နိုင်မဲ့လူတယောက်ရဲ့နာမည်ကိုခြားဖွဲ့ပြီးခြားရေးပါတဲ့အလုတ်ထဲကဖြစ်ဖြစ် limb in ကဖြစ်ဖြစ်နံပါတ်3သူတို့သူ့ကိုဘာကြောင့်လေးစားတယ်ဘာကိုအကြံဉာဏ်တောင်းချင်တယ်ဆိုတော့အချက်၃ချက်ကိုခြားရေးပါဒါပါပဲစင်ကပ်ဖို့မတောင်းဆိုသေးပါဘူးဒီအဆင့်၃ဆင့်ကိုပဲ 24နှစ်ရအတွင်အပြီးလောက်ပါဒါဟာတင့်ရဲ့လမ်းပြောင်းနေတဲ့ခရီးအတွက် ပထမဆုံးမြေပုံဆွဲခြင်းပါပဲဒီ challenge ကိုလောက်ဖြစ်တယ်ဆိုရင်ကျွန်တော်ရဲ့ social media page email ကို message ပို့ပြီး challenge accept လို့ပြောပြပါတဲ့ရဲ့ခရီးမှာကျွန်တော်လဲတစိမ့်တစ်ပိုင်းအနေနဲ့ပါဝင်အားပေးနေပါမယ်ဘဝမှာတစ်ယောက်တည်းအကြကြီး မကြိုးစားပါနဲ့မှန်ကန်တဲ့လမ်းညွှန်ရှင်ကိုရှာဖွေပါတင့်ရဲ့အောင်မြင်မှုဟာတင်ထင်သားတာထက် ပိုပြီးနီးကပ်လာပါလိမ့်မယ်နောက်ရက်မှာ the CEO mindset မှာကျွန်တော်တို့ပြန်လဲဆုံတွေ့ကြပါမယ်အားလုံးပဲကောင်းသောနေ့လေးဖြစ်ပါစေကိုလတ်ပါ bye bye